ီအပတ်ကျွန်တော်ပန်ကောက်မှာကိုကျော်ထက်လင်းနဲ့သွားတွေ့ခဲ့ပါတယ်။ကိုကျော်ထက်လင်းကလွန်ခဲ့တဲ့နှစ်နှစ်တုန်းကဒီ Burmese Entrepreneur Channel မှာ company ရှိခုထောင်ထားပြီးတော့ဘယ်လို manage လုပ်နေလဲဘယ်လို gain တွယ်နေလဲကိုသူရှင်းပြပါတယ်။ဒါပေမဲ့အဲ့ဒီ video လုပ်ပြီးတော့မြန်မာပြည်နိုင်ငံရေးအခြေအနေတွေပြောင်းသွားတဲ့အတွက်သူ company ရဲ့အခက်အခဲတွေအများကြီးတွေ့ပြီးတော့အရန်အခြေအနေစိုးသွားတဲ့အကြောင်းကိုသူအခုနည်းနည်းပြောပြပါရစေ။ အဲတခါတော့ပြောတာမင်းအရင် down ဖြစ်နေတဲ့အချိန်ဟုတ်တယ်တော်တော်ကို down ဖြစ်ခဲ့တယ်ဟုတ်တယ်အဲစီးပွားရေးသမား entrepreneur ဆိုတာအဲ့ဒါကိုခံနိုင်ရမယ်အောက်ကျနေတဲ့အချိန်ဟုတ်တယ်မှာအရှုံးမပေးဘဲနဲ့အဲ့ဒါအဲ့ဒါသိချင်တယ်မင်းအောက်အောက်ဆုံးကျနေတဲ့အရင် down ဖြစ်နေတဲ့အချိန်အဆိုးဆုံးအချိန်တွေမှာဘယ်လိုမျိုးလဲဘာတွေစဉ်းစားခဲ့လဲပြီးတော့ဘယ်လိုကုကုကိုပြန်တက်လာလဲအဲ့ဒီအဲ့ဒီအောက်ပါ အဲ့ဒါကိုပြောမယ်ဆိုရင်ခဏနေငါတို့အရင်လမ်းကူးလိုက်အောင်ကာရှင်းတော့โอเคเนาะအာ2021ပေါ့เนาะကုန်ကန်ကြီးကမဘွားရဲ့တော်တော်ကိုစိတ်တကြစီအကောင်းဆုံးအချိန်နေပေါ့ဘာလို့လို့ဆိုကြတော့အဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးအားလုံးကအရန်ဟစ်ဖြစ်သွားတယ်လေနိုင်ငံရေးပြောင်းလဲမှာငါတို့ဆက်လုပ်လို့မရတဲ့အနေထားဖြစ်သွားပြီးတော့လုပ်ငန်းတွေအားလုံးနှိမ့်ပါအောင်ရပ်လိုက်ရတယ်။ငါမှ အာရှိထားတဲ့ငွေတွေကိုသုံးရင်းနဲ့ငါဘာလုပ်ရမလဲဆိုပြီးတော့ငါတော်တော်စဉ်းစားရတယ်ပေါ့နော်အဲအန်တန်အဲ့ချိန်မှာအာကိုဗစ်ကလည်းဆက်ဖြစ်နေသေးတယ်လော့ကဒေါင်းလုပ်ထားတယ်ဘယ်နိုင်ငံမှာမှဘာစီးပွားမှလုပ်လို့မရအောင်ချို့ချို့ချိန်တွေမှာငါမှာအာရှစ်ဘလူးဆက်ရမလဲဆိုတော့အခြေတော်မရှိဘူးမှန်တယ်ပြောရင်ဒါပေမဲ့ငါဘာလုပ်ရလဲဆိုတော့ငါအိမ်မှာငါအချိန်တစ်ခုကြောင်ကိုကိုပြန်ပြီးတော့ဘစ်လုပ်လိုက်တယ်ငါ မင်းနဲ့မင်းနဲ့ငါစကားပြောတော့ကလေငါမင်းကိုချစ်မိုင်မှာရောက်နေပြောမှတ်မိလားမသိဘူးမှတ်မိတယ်ပစ် military coup တွေပါအကြီးကျယ်ဖြစ်ပြီးတော့ငါက6လတိတိငါချစ်မိုင်မှာအိမ်ထဲမှာနေလိုက်တယ်ဟုတ် and then ငါ meditation လုပ်တယ်ဟုတ် and then ငါတော်တော်များများလူနေအဆုတ်တွေဖြတ်ပလိုက်တယ်ဟုတ်ဆိုတော့ငါကောငါပြန်တီဆောက်အောင်မဲ့အချိန်ရောက်သွားပြီလေငါပြာရခတ်နေပြီဆိုတော့လေစီးပွားရေးတွေအကုန်လုံးဒုက္ခရောက်သွားတဲ့အချိန်မှာငါတို့ဘာလုပ်ကြမလဲဆိုပြီးတော့ငါတို့ တော်တော်ကြီးကိုစဉ်းစားတယ်6လ6လငါအချိန်ယူတယ်6လအတွင်းမှာငါမျိုးစုံနဲ့စဉ်းစားရင်းနဲ့ငါ meditation လုပ်လိုက်အားရင်စဉ်းစားလိုက်အာအဲ့လိုအဲ့လိုပေါ့နော်နောက်ဆုံးကြတော့ငါဆုံးဖြတ်လိုက်တယ်ငါဘန်ကောက်အိမ်ကိုပြန်ဆင်းနေတော့မယ်ဘာအဲ့မှာဘာတွေ့လာလဲဆိုတော့မြန်မာနိုင်ငံသားတွေအားလုံးကနိုင်ငံအခင်းကျင်းကြောင့်ရွှေ့ပြောင်းလာကြတယ်ထိုင်းနိုင်ငံကိုစပြီးတော့အရင်တော့မြန်မာတိတ်မများတဲ့နေရာကနေအများများလာတဲ့နေရာဖြစ်လာတယ်အဲ့ဒီမှာစီးပွားရေးသမားတွေလည်းပါတယ်သူတို့စီးပွားရေး စပြီးတော့လာလုံးမဲ့အချိန်မှာတခြားတစ်ပါးနိုင်ငံမှာသူတို့ဘာမှသူတို့မသိတဲ့နေရာမှာသူတို့အကူအညီလိုမှာပဲဆိုပြီးတော့ငါ Kudos International Business Consultancy ဆိုတော့ငါမိတ်ဆွေကိုကောင်းကြီးဆုံးနဲ့အတူတူထောင်လိုက်တယ်စီးပွားရေးသမားတွေကိုငါတို့ဟို consulting လုပ်ပေးတယ် business setup တွေလုပ်ပေးတယ် business matching investment အဲ့တော့အရေးကြီးတာကအဲ့ဒီအချိန်မှာမင်းအရင် problem တွေဖြစ်နေတယ်ပြဿနာတွေဖြစ်နေတယ်အကြံမရှိဘူးဟုတ်တယ်အဲ့ဒီအချိန်မှာ6လတီးတီးအရန်ကြိုက်တယ်အစဆက်သွယ်ဖျက်စီရမလိုတဲ့လူတွေကိုဆက်သွယ်ဖျက်လိုက်တယ်ဟုတ်တယ်တယောက်တည်းကို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 ကောင်းနေမှာကိုယင်နေမှာပါရှိလေကိုကိုကိုပြန် connect လုပ်လိုက်ဟုတ်တယ်မှန်တယ်အဲ့ဒါလုံးတော့မှအပြေထွက်လာဟုတ်တယ်တကယ်ကြီးဟိုအစတော့ပူလောင်နေတော့ကွာဘာလို့ကမှမသိဘူးမှန်တယ်ကိုကိုကို calm down လုပ်လိုက်တယ်ဗောနော် အဲအဲ့ချိန်မှာငါဘာဖြစ်နေလဲဆိုတော့ပြန်စဉ်းစားတယ်ငါကအခုဘာလုပ်နိုင်တာလဲပြန်စဉ်းစားရတာပေါ့နော် and then လက်ရှိရှိနေတဲ့အခြေအနေကြီးကငါပဝင်ကြံလူတွေရောဘာလိုနေတာလဲဆိုပြန်စဉ်းစားနိုင်တဲ့လောက်ထိတည်ငြိမ်အောင်ငါပြန်ပြီးဆောက်လိုက်တာပေါ့နော်အဲ့စလုံးအရန်ကြိုက်တယ်ဘာလို့ဆိုမတည်ငြိမ်အရန်လှုပ်ရှားပြီးတော့ပူနေတဲ့လူတွေဆိုရင် idea လည်းမရဘူးအမြင်မှန်အောင်လည်းမမြင်ရဘူးဘာဖြစ်နေမှန်းအောင်လည်းတတိမတတိမထားမိဘူးဟုတ်တယ်အဲ့တော့နံပါတ်1က တီးငယ်ရမယ်အရန်အရန်ကြိုက်တယ်ဟုတ်တယ်တကယ်ကြီးအဲ့လိုကနေပဲငါပြန်တိဆောက်ယူရပါပဲเนาะအဲ့ကြောင့်အဲ့ဒီ Kudos International တိဆောက်တယ်ငါတို့ ਨੇ အတူဟိုမြန်မာနိုင်ငံဘက်ကနေစပြောင်းရွှေ့လာတဲ့စီးပွားရေးသမားတွေငါတို့ကိုလည်းယုံကြည်ပြီးသားပေါ့เนาะလူတွေကနေဆက်သွယ်လာတယ်သူတို့ consulting လုပ်ပေးတယ်သူတို့ business matching တွေလုပ်ပေးတယ်သူတို့ business setup တွေလုပ်ပေးတယ်အဲ့တော့အောက်ဆုံးရောက်ပြီးတော့အောက်ကနေနည်းနည်းပြန်တက်လာဖို့ဘယ်လောက်ကြာလဲလို့မေးမလားတော့တစ်နှစ်လောက်1 and a half year လောက်ကြာတယ်ပြောရမယ်တကယ်ကြီး အာဒါပေမဲ့အဲ့ဒါဒီချမ်းသာတော့မဟုတ်ဘူးနော်။ငါတို့ရဲ့ financially လေပတ်နေဟာလေးတွေလေပတ်လာနိုင်တယ်။လေပတ်လာနိုင်တယ်။ငါတို့တည်ငြိမ်မှုနည်းနည်းရှိလာတယ်။ဝင်ငွေတွေလည်းပြန်ရှိလာတယ်။ဒါမျိုးဖြစ်အောင်ကြိုးစားရတဲ့ဘောပေါ့နော်တကယ်။အဲကြောင့်အဲ့လိုရက်တီလာနိုင်တော့ကြမှနောက်ထပ်ထပ်ပြီးတော့စီးပွားရေးတွေကိုငါတို့ကထပ်တိုးချဲ့ဖို့လုပ်ရတယ်။အဲ့လိုမျိုးစုပေါင်းအားနဲ့လှုပ်ထားတဲ့စီးပွားရေးငါတို့ပြန်လုပ်ဖြစ်တယ်ပေါ့။အရင်တော့အဲ့လိုမျိုးတူးတူးတယောက်ချင်းလုပ်တဲ့စီးပွားရေးတွေနည်းသွားတယ်ပေါ့တကယ်။ မြမပြီမှာငရင်လှုပ်တဲ့နေတော့ကိုကျော်ချက်လင်းကဘန်ကောက်ကသူ့ယုံရဲ့ဓာတ်လေကားထဲမှာပိတ်မိနေပြီးတော့အရန်ကြောက်เสียကောင်းတဲ့အကြောင်းသူအခုပြောပြပါတယ်ဒီခုတနေ့ကငရင်လှုပ်တော့ကမင်းဓာတ်လေကားထဲမှာ stuck ဖြစ်နေတယ်ဟုတ်တယ်အဲ့ဒီအကြောင်းနည်းနည်းလေးပြောပြပြီးတော့ မင်းပြောတာအရန်ကြိုက်တယ်အဲသတိမရှိတဲ့လူတွေကွာတဲ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါရှင်းပြပါသူတို့မင်းဘာတွေ့ခဲ့လဲသတိမရှိတဲ့လူတွေဘာလုပ်လဲစပြီးတော့ elevator ရဲ့မှာငါဓာတ်လီကားရဲ့မှာပိတ်မိတော့ကအရော12ထပ်ကနေ12ထပ်မှာလူတယောက်ဆင်းသွားပြီးတော့12ထပ်ကနေတကားပိတ်ပြီးတော့စခွန်ငါငါရုံးရှိတဲ့နေရာကိုတက်နေအချိန်မှာအဲ့ဒီမှာလှုပ်တာတိတ်ငနေတိတ်ငနေဖြည်းဖြည်းလေးဖြစ်သွားတယ်အဲ့ကျတော့ငါဟုတ်ပြီပြီးတော့ဒီခဏကြာတော့ဒီပူဆိုးလာတဲ့အချိန်မှာဝုန်းဆိုဟာဟာပြီဘာဖြစ်လဲဆိုမိမပိုင်းငယ်ကြီးနေဟာငငယ်လှုပ်တာထင်တယ်ပေါ့ဆိုတော့အဲ့ကျတော့ငါ ရုပ်တရက်တော့လူလူပေါ့နော်ဒိတ်နဲ့ဖြစ်သွားတယ်ဒါပေမဲ့ငါစဉ်းစားရတယ်ငါဒီလိုအခြေအနေကနေဘယ်လိုရုံးရမလဲဆိုတော့ကိုယ့်ကိုသတိပြန်ကောက်အောင်လုပ်ရတာပေါ့နော်ငါပြန်ကောက်အောင်လေသတိအဲ့ဒီမှာလူခါနေပေမဲ့အဲ18ထပ်ရောက်ရင်နံပါတ်1အရေးကြီးဆုံးကငါ elevator ရဲ့အပြင်ရောက်မှဆိုတာစဉ်းစားရတယ်ပြတကားကစကွန်ကိုမရောက်ခင်မှာရက်လိုက်ပြုတ်လိုက်ရက်လိုက်ပြုတ်လိုက်သွားနေစကွန်ရောက်တော့ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာ maybe 1မိနစ်လောက်3မိနစ်လောက်ကြာသွားပြီပေါ့နော်အထဲမှာ နေစိတ်တော့တော်တော်ပူစရာအခြေအနေပေါ့နော်ဒါပေမဲ့ပွင့်လိုက်ပိတ်လိုက်ဖြစ်နေတကားကြားနေငါတို့လေးယောက်လုံးအတင်းခုံထွက်တယ်ယောက်သွားတယ်အပြင်ယောက်သွားတယ်ဒါပေမဲ့အဲ့ချိန်မှာတစ်ထပ်လုံးကလည်းအော်ဟစ်ပြီးပြေးနေငိုနေကြပြီ18ထပ်မှာလူတိုင်းကအော်ဟုတ်လားအဲ့မှာအနည်းဆုံးတော့လူ3 40လောက်ရှိမှာပေါ့နော်ပြေးနေရလူတွေငါတို့ကဘာစဉ်းစားလဲဆိုတော့ငါအရင်ဆုံးစဉ်းစားလိုက်တာဝုန်းလှုပ်နေပြီဆိုတော့ပစ္စည်းပြိုကျနိုင်တယ်ငါအသက်ရှင်အောင်ဘယ်လိုနေရမလဲငါစဉ်းစားလိုက်ပြောငါနိုင်ရမှာကပ်လိုက်တယ်တကယ်ချင်းဒီအားလုံးကလည်းနိုင်ရမှာကတ်ကြဆိုတော့သူတို့ကလည်းငါတိုင်မဲ့သူတို့လည်းသတိရှိကြတဲ့လူဆိုတော့၄ယောက်လုံးနိုင်ရနေမှာကတ်လိုက်တယ် အဲ့ချိန်မှာနိုင်ငံတွေကနေဖုံနေကြလာတယ်ဟိုဒီဆီလင်းအပြားတွေပြုတ်ကြတယ်ဟိုကွန်ကရစ်အစတွေကျတယ်ဒါပေမဲ့ငါတို့မထီတော့နိုင်ငံနဲ့ကတ်နေရောအရန်လှုပ်နေချိန်ပေါ့နော်အဲ့ချိန်မှာအားလုံးကပြေးနေလူတွေမလှုပ်နဲ့မပြေးနဲ့ရက်နေတဲ့အိမ်နာမှာအရင်ရက်နေဆိုပြောတော့ဘူးကနားမထောင်တော့ပြီးတော့ကြာမှာနည်းနည်းလေးပြောင်းချိန်တော့ချိန်မှာငါတို့စဉ်းစားတယ်ငါတို့ဒီ ability အောက်ကိုဒီ ability အပြင်ထွက်မှရမယ်ဆိုအောက်ဆင်းမှဖြစ်မယ်ဆိုရင်ငါတို့ fire escape ဟိုလှေကားပေါ့နော်မီမီအန်နေငါတို့လှေကားကနေလမ်းလျှောက်ဆင်းကြမယ်ဆိုဆင်းတယ်အဲ့ချိန်မှာငါတွေ့တာတချို့လူတွေကလုံးဝသတိမရှိတော့ဘူး လူຢာပေါင်းများစွာဆင်းနေအထဲမှာအော်ဟစ်ငိုကြွေးပြီးတော့ပြောချင်ရပြဇက်ကပြောအယူးလူတွေနဲ့ရှေ့ကလူတွေမှတမျှအတင်းဆွဲတွန်းအတင်းတိုးခွေပြီးတော့ထွက်နေလူတွေတွေ့ခဲ့တယ်။သူတို့ကတတိကိုမရှိတော့ဟုတ်တယ်ငါလုံးဝသတိလုံးဝသူတို့ကြောက်ပြီးတော့လုံးဝဟို panic ဖြစ်ပြီးတော့အရန်ကြောက်ပြီးတော့ကိုယ့်ကိုကွန်ဆုံးလုပ်နိုင်တော့ဘူးเนาะအဲ့ကြတော့အဲ့ဒီမှာငါ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 လူတိုင်းကိုပြောချင်တာအဲ့လိုမျိုးအခြေအနေတိုင်းမှာသတိနံပါတ်1ကသတိကိုမလွတ်ဖို့ ကိုဘာဖြစ်နေလဲကိုဘာလုံမကိုအသက်ရှင်မလဲဆိုတော့စဉ်းစားတဲ့တတိလေးရှိရင်အရင်ဆုံးကို solution တစ်ခုရှာတွေ့သွားမယ် exactly အဲ့ဒီပြဿနာရှိရဆိုရင်ပြဿနာကိုဖြေဖို့ကပါလဲ solution လို့ရဟုတ်တယ်အဲ့တော့တတိပြောက်လို့ရှိရင် solution မတွေ့တော့ဘူးလေဖြေဖို့မတွေ့တော့ဘာမှမတွေ့တော့ဘူးဟုတ်တယ်အဲ့တော့ဒီဒီလိုအချိန်အချိန်နည်းနည်းလေးကိုလည်းကြည့်လို့ရတယ်နည်းနည်းလေးဆိုတော့အခုဒီ10မိနစ်ပိုင်းတွင်ဒါမဟုတ် 6လတနှစ်9နှစ်10နှစ်အပိုင်းအောင်လည်းကြည့်လို့ရတယ်တတိဘလောက်ကြာကြာထားနိုင်လဲဟုတ်တယ်ငယ်ချင်းတတိကတော့အရင်ရေးကြည့်တယ်ငါဆိုလဲမြို့ခုနပြော6လလောက်ကိုကိုကိုပြန်တီဆောက်ရတယ်ပြီးမှအလုပ်တစ်ခုစလုပ်တယ်ဆိုပေမဲ့အဲ့ဒီချိန်မှာလဲငါတကယ်တည်ငြိမ်နေရမှုသိမ့်တော့ငယ်ချင်းတတိဆိုတာလူတိုင်းကအမြဲလွတ်နေမှာပဲငါငါဒီခု2020 1အစကလေးကနေဒီလက်ရှိအချိန်ထိ၄နှစ်ကျော် အတွင်းမှာငါသတိလွတ်တဲ့အချိန်ကြီးအများကြီးရှိတာပဲတကယ်ချင်းဒါပေမဲ့ငါဘာအောင်ပြန်လုပ်လဲဆိုတော့အဲ့ဒီတတိတွေလွတ်သွားတဲ့အချိန်တိုင်းသို့မဟုတ်တစ်ခုခုအခက်အခဲကြုံတိုင်းလဲပြဿနာထက်တဲ့တိုင်းလဲဒီအရင်ဆုံးဒါလေးကိုကြော်လွှားဖို့စိတ်တည်ငြိမ်မရမယ်ဆိုတာလေးကိုငါအကိုကိုပြန်သတိပေးပြီးတော့စိတ်တည်ငြိမ်အောင်လုပ်ပြီးတော့ကြောင့်မတချို့ဆိုးတာတွေကလုံးဝပြန်ပြင်လို့မရပါဘူးမယ်အဆိုးအနေအောင်ငါကြိုးစားတယ် meditation okay. အင်္ဂလိပ်လို meditation ကိုကြိုက်တယ်မြန်မာလို meditation ကို translate ကသိမရှိဘူးတရားထိုင်တယ်လို့ပြောကြတယ်ငါတရားထိုင်တယ်ကိုသိမကြိုက်ဘူးငါကြိုက်တာကမင်းကိုမေးပြောကြည့်ခြင်းနဲ့ငါကြိုက်တာကဒုညအောင်ခုပြောရင်းနဲ့ meditation ဆိုတာ the d share လို့ပြောရင်ဟုတ်တယ် or the d u ra အဲ့လိုပြောလို့ရှိရင်ရမ်းကောင်းမယ် အဲမြန်မာစကားမှာတကယ်ချင်းမင်းရောမင်းရောမြန်မာနိုင်ငံမှာမနေရတဲ့လူဆိုတော့စလုံးသိချင်မှသိမယ်မြန်မာစကားမှာဘာရှိလဲတမာဒီကိုတိဆောက်တယ်ဆိုတော့ရှိတယ်တမာဒီဆိုတဲ့စလုံးကပါဠိကနေတက်ဆင်းလာပြီးတော့ငါတို့ကမွေးစားထားတဲ့စလုံး adapted word ပေါ့နော်တမာဒီကိုတိဆောက်တယ်ဆိုတော့မင်းခုနကပြောတဲ့တတိကိုတိဆောက်ယူတာတတိကိုမွေးမြူယူတာပဲ meditation ငါတို့ကြားပူတယ်တမာဒီဒါပေမဲ့ဘာဖြစ်လို့မကြိုက်လဲဆိုတော့ရိုးရိုးလူငယ်တွေနားမလဲဘူး အဲအဲ့တော့ရိုးလူငယ်တွေနားလည်တဲ့စကားငါရှာပေးခြင်းနဲ့ meditate လုပ်ပါလို့ပြောရင်တရားထိုင်တာလို့ပြောရမှာမဟုတ်ဘူးတတိဝင်းမြူရှာပါတတိကိုရှင်းရှင်းလေးပြောရင်ဟုတ်တယ်စကားမိနစ်လောက်တတိသွားရှာလိုက်လို့ပြောလို့ရရင်ငါအင်းဒီမှာလူငယ်တယောက်ကိုပြောခြင်းနဲ့ hey ငါမိနစ်လောက်ထိုင်ပြီးတော့တတိရှာလိုက်အဲ့လိုပြောလို့ရရင်ကောင်းမယ်ဟိုတုံးနေကြစလို့တမနစ်တုံးနေကြစလို့မဟုတ်တော့မြန်မာပြည်တော်တော့ထောင်းထောင်းထောင်းတော့ဖြစ်မှာပေါ့သို့တော်လည်းပဲအာ meaning တော့ meaningful ဖြစ်တယ်အတိတ်ပဲပြည့်တယ် ငါတို့ကတရားဓမ္မကိုရှာတာမဟုတ်ဖဲနဲ့ yes ကိုယ့်ရဲ့စောက်တရားမရဖြစ်နေစိတ်ကိုတည်ငြိမ်အောင်လုပ်ချင်တာ yes အဲ့နဲ့တည်ငြိမ်သွားအောင်လုပ်ချင်တဲ့အချိန်တည်ငြိမ်လာရင်တတိယကတ်လာတယ် yes အဲ့ကြတော့အဲ့အဲ့ဒီဟာကိုမင်းပြောသလိုမျိုးတတိယကိုရူးရူးလူပြောလို့ရစလုံးလိုတယ်ဟုတ်တယ်မှန်တယ်မှန်တယ်စလုံးတစ်ခုတော့တမာတိဆိုတဲ့စလုံးတက်လူတိုင်းပုံနာလည်းမယ်စလုံးတစ်ခုတော့တမာတိလို့ပြောလိုက်တာနဲ့လူရဲ့ဖုံးကြီးအကြောင်းစဉ်းစားပြီမှန်တယ်မှန်တယ်ငငယ်ချင်းမှန်တယ် ဲ့တော့ခုနပြောပေါ့ငါတို့ငါတရားထိုင်နေဆိုဆိုလို့မသုံးပဲ meditate လုပ်တယ်လို့ငါသုံးတယ်လေအဲ့ဒါအင်္ဂလိပ်စုံသုံးရတယ်မဟုတ်ဆိုတရားထိုင်ဆိုကြီးကငါတို့ကဘာသာရေးဘက်အရန်နွယ်သွားတယ်ဘာသာရေးကိုငါတို့မလုပ်ချင်တာမဟုတ်ဒါပေမဲ့အဲ့ဒီအချိန်မှာငါတို့ကဘာသာရေးဘက်နွယ်တာမှုဖဲနဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေတစ်ခုကိုခဏတည်ငြိမ်သွားအောင်လုပ်ချင်တာပဲရှိတာအေးလေအဲ့ဒါပြောချင်တာအဲ့တော့တတိရှာပါဟုတ်တယ်10မိနစ်လောက်တတိရှာပါဟုတ်တယ်ဒီနေ့ကိုဒီနေ့ကို9မိနစ်တတိရှာနိုင်ဘယ်လောက်ကောင်းမလဲဒီနေ့မင်းဘယ်လောက်ဘယ်နှမိနစ် meditate လုပ်လဲ ငါကညအိတ်ခံနီးမှာ9မိနစ်7မိနစ်လေးပဲထိုင်နေဒါပေမဲ့ငါလုတ်တဲ့တခြားနောက်တစ်ခုကဘာလဲဆိုတော့ငါကကိုကိုကိုတိနေအောင်လုတ်တာဥမာငါလမ်းလျှောက်နေချို့ချိန်မှာအာအရင်တွေးနေမြင်ငါတွေးငါတွေးနေငါတွေးနေငါတွေးလွန်နေပြီဆိုငါစဉ်းလိုက်တယ်ဥမာငါလမ်းလျှောက်နေနေချို့ချိန်မှာငါတခုခုတွေ့လိုက်တယ်အရင်စိတ်ဝင်စားရင်ငါဒီတခုကိုကြည့်နေမိပြီကြည့်နေမိပြီတဘောတဘောသတိကိုအဲ့လိုသတိလေးကိုမှတ်လိုက်ရင်ငါစိတ်ကအဲ့မှာမရှိတော့တခြားနေပြန်ပြောင်းသွားတယ်အဲ့ဒါလေးကိုငါလုတ်ယူတယ်အရင်ကောင်းတယ် and then နောက်တစ်ခုကကြတော့နောက်တစ်ခုဘာလုပ်တာလဲဆိုတော့ငါဗုဒ္ဓဘာသာဝင်နေဖြစ်တော့ကြတော့ငါကဂါထာလေးတစ်ခုမို့တစ်ခုငါရွတ်တယ်အရင်မင်းဒီမှာငါပြမယ်မင်းမင်းတော့မင်းတော့ယုံမလားမသိဘူးငါစီမှာအဲရောက်တော့ငါပြန်နှကြံခဲ့ပြီယုံမထားခဲ့ဟောယုံမထားခဲ့ပြီနော် okay ငါဘောင်းမီအိတ်ထဲမှာအမြဲတမ်းငါပရီဒီတေးလေး29လုံးပရီဒီကြောက်စင်းနဲ့လှုပ်ထားလေးထည့်ထား။အိုး။ငါလမ်းလျှောက်နေသို့မဟုတ်အချိန်မှလမ်းမလျှောက်တဲ့အချိန်ထိုင်နေတဲ့အချိန်မှတော့တခုချိန်မှငါနည်းနည်းလေးအချိန်အားရင်က တန်ဖို့တွေကားထားရွတ်နေတာငါငါအဲ့ဒါပြောတာဘာသာရေးကအရန်ကောင်းတယ်လို့တခြားလူတွေပြောကြတာမဟုတ်သလိုဗုဒ္ဓဘာသာကောင်းတယ်ပြောကြတာမဟုတ်ဘူးဒါပေမဲ့ငါပါလဲဆိုတော့ငါတစုံတစ်ခုကိုငါပုံမှန်လောက်ရမယ်ဆိုတော့အတိတ်တစ်ခုကိုငါကိုကြိုက်သွင်းထားတာငါအားနေငါတန်ဖို့တွေတန်ဖို့တွေဆိုရွတ်ရတယ်ဆိုတော့ဒါလေးစိတ်ငါဖြစ်သွားတဲ့အတွက်ကြောင့်ငါဒီတခြားတခြားဟာတွေမစင်စားပြစ်တော့ဘူးစိတ်တည်ငြိမ်စိတ်စိတ်ကနည်းနည်းတည်ငြိမ်လာအဲ့ဒါပဲတကယ်ဒီငရင်လှုပ်သွားပြီးတော့မြန်မာနိုင်ငံအခုအနည်းအရန်လိုတဲ့အချိန်မှာ ကိုကျော်ထက်လင်းကသူ company ရဲ့ကိစ္စတွေကိုအခုရပ်ထားပြီးတော့မြန်မာနိုင်ငံ earthquake zone ကလိုအပ်နေတဲ့နေရာတွေကိုပစ္စည်းတွေပို့ဖို့စီစဉ်နေပါတယ်။နေ့ရက်ပဲရှိသေးတယ်။ဟုတ်တယ်နေ့ရက်ပဲရှိသေးတယ်။ငရင်လှုပ်သွားတာဟုတ်တယ်။အဲ့တော့ကျော်ထက်ဘာလုပ်နေလဲအဲ့ဒါအတွက်အခုငါတို့ကငါတို့မြန်မာနိုင်ငံဒါစီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်ထိုင်းနိုင်ငံမှာရောက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက ဘာတွေလုပ်နေလဲဆိုတော့ကြတော့ Rotary Club of ရွှေဘန်ကောက်ဆိုပြီးဖွင့်ထားတယ် which is like a year already ပေါ့နော်တစ်နှစ်လောက်ရှိပြီအဲ့ဒီ club ကဒုက္ခရောက်နေတဲ့လူတွေကိုကယ်ဆယ်ရေးရယ်ပြန်လည်နေရာချထားရေးနှစ်ပိုင်းခွဲပြီးလုပ်ဖို့စဉ်းစားထားတယ်ငါတို့ကဘလို့အဲ့အဲ့အဲ့ဒီအတွက်ကိုရောဘာတွေလုပ်နေလဲဆိုတော့ကြာအခုလက်ရှိကတကယ်အရေးပေါ်လို့နေကယ်ဆယ်ရေးအဲ့ကဲစေးရေးအတွက်ကိုနံပါတ်1ငါတို့ကမြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တွေစီကနေ fund raise လုပ်တယ် ိုဖြစ်တဲ့ညကလေးကငါတို့တကောင်မှာစပြီးတော့ fund raise လုပ်လိုက်တယ်ပြီးတော့ကျတော့မြေပြင်ထိရောက်မှုအောင်ထိရောက်အောင်ကူညီမှုတွေပေးနိုင်အောင်လုပ်တယ်အဲ့ဒီမှာလဲငါတို့ကဒီစီဘောရင်သမားတွေစီကနေ raise လုပ်တာတပိုင်းနောက်ပြီးတော့ငါတို့ Rotary International လို့ခေါ်တဲ့ Rotary ရဲ့တကယ် main အဖွဲ့အစည်းပေါ့နော်အမေရိကမှာရှိတယ်အဲ့ဒီအဖွဲ့အစည်းကိုလည်းငါတို့ proposal ရေးပြီးတော့ကျတော့ငါတို့မြန်မာနိုင်ငံအတွက်ကိုငွေတွေပေးဖို့အတွက်ကိုငါတို့ တောင်းခံနေတယ်။နံပါတ်နောက်တစ်ခုကမြန်မာနိုင်ငံမှာရှိနေတဲ့လူတွေကိုကူညီဖို့စိတ်ဝင်စားတဲ့ထိုင်းနိုင်ငံ NGO အဖွဲ့အကြီးတွေ။အင်းအဲ့ဒီအဖွဲ့ကြီးတွေနဲ့ငါတို့စကားပြောနေတယ်။နောက်ပြီးခု latest ငါတို့စကားပြောနေရဆိုရင် Pepsi Cola ရဲ့ Foundation ရှိတယ်။ Pepsi Cola ရဲ့ Foundation ကလည်းသူတို့ကမြန်မာနိုင်ငံသားတွေကိုသူတို့ရဲ့ fans တွေနဲ့ supply လုပ်ချင်တယ်ဆိုတော့စကားပြောနေရပါတော့။အဖွဲ့အစည်းကြီးနဲ့စကားပြောတာကတော့ main တည်တဲ့အချိန်ယူတယ်။အဲ့ကြတော့အဲ့ဒီအဖွဲ့အစည်းကြီးနဲ့စကားပြောတဲ့ဟာတွေရဲ့ ရလာမဲ့ solution ရောဖြည်းဖြည်းဖြည်းချင်းမှသွားမှာပေါ့နော်အခုကတော့ငါတို့ကကိုပိုင်ငါတို့ကိုတိုင်ထည့်ထားတဲ့ club က member တွေထည့်ထားတဲ့ပတ်စံစီးပွားရေးသမားတွေထည့်ထားတဲ့ပတ်စံ time back သိန်း9000 9သိန်းခွဲလောက်ရှိတယ်ပေါ့နော် time back 9သိန်းခွဲလောက်ရှိတဲ့ဟာကိုမန္တလေးရဲ့စကိုင်းရဲ့အင်းလေးရဲ့ကိုအရင်ဆုံးမြေပြင်မှာကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်းလိုတဲ့ဟာသုံးဖို့ငွေကြေးပေးတာတပိုင်း နောက်တစ်ပိုင်းကသူတို့တွေလိုအပ်မဲ့ equipment တွေဥမာ concrete ကြီးတွေဖြတ်တဲ့ဖြတ်ဆက်တွေမာတဲ့ဆက်ပစ္စည်းတွေသူတို့လိုအပ်မဲ့ဟိုဗာလေ safety belt တို့ဟာဒီ helmet တွေဒါမျိုး ပြောကြောက်သူတို့အရေးပေါ်အခုလိုနေရဆိုရင် dead body ထဲတဲ့အိတ်တွေဒါမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကိုငါတို့တွေကရသမျှစီစဉ်ပြီးတော့မြန်မာနိုင်ငံကိုပြန်ပြီးတော့ MNA တို့ MAI တို့လေကြောင်းလိုင်းနေနဲ့ဆက်သွယ်ပြီးတော့ပို့ဖို့စီစဉ်နေတယ်ပစ္စည်းတွေကတော့ ခုမှနှစ်ရက်ပဲရှိတဲ့ကြောင့်ငါတို့ခုမှစဝယ်ရတယ်ဆိုတော့ချက်ချင်းတော့မရောက်နိုင်သေးဘူးဒါပေမဲ့ဒါပေမဲ့မြန်မာနိုင်ငံထဲမှာပဲဝယ်လို့ရတယ်ဆိုတဲ့အပိုင်းတွေကြတော့မြန်မာနိုင်ငံထဲကိုပတ်စံလှမ်းပို့ပြီးတော့ဝယ်ခိုင်းပြီးတော့ဆက်ဆက်ပစ္စည်းပေးထားပြီးသားအပိုင်းတွေလည်းရှိတယ်အဲနောက်တစ်ခုကစေဝါးတွေစေဝါးတွေကိုငါတို့စပြီးတော့ကုမ္ပဏီကြီးတွေကိုမှာနေပြီးငါတို့ထဲမှာစေဝါးနဲ့ပတ်သက်တဲ့ expert တွေလည်းပါတော့သူတို့ရဲ့ဒီကူညီမှုနဲ့တူမှာပြီးတော့ကြတော့မြန်မာနိုင်ငံပို့ပြီးတော့မယ် ဒါတွေကတော့ဟိုပါဗောနော်အခုပြန်လဲဒီကဲပြန်လဲထူထောင်ရေးဘိုင်းမှာပဲပို့သုံးရမယ်သဘောဗောနော်ကဲစေးဘိုင်းမှာတော့အခုလက်ရှိဆိုရင်ငါတို့ထပ်ပြီးစကားပြောနေရဆိုရင်ငါတို့ထပ်ရလာမယ် fans ကိုဘယ်မှာသုံးကျင်လဲဆိုတော့သူတို့ကို communication နဲ့ပတ်သက်တဲ့ power solution တွေရယ်ပြီးတဲ့ခါကျတော့ water source တွေရေအတွက်ရယ်စကားပြောကျင်တယ်ဟိုအခုဆိုရင်တချို့မန်လေးမှာဆိုရင်ငါတို့တောက်ရှောင်းဟိုဒီဒီဒီမြေပြင်မှာလုပ်နေအဖွဲ့တွေကပြောရေ လက်ဆေးစရာရေချိုးစရာစေးကြောစရာရေလုံးဝမရှိတော့အဲ့ပြဿနာပြီးတဲ့ခါကျတော့တောက်သုံးရေရှားပါနေပြဿနာပြီးတဲ့ခါကျတော့ဒီလူတွေခဏယာယီနေထိုင်မှုတန့်နေပါတယ်ရှားပါနေပြဿနာနောက်ပြီးတော့ကျတော့သူတို့တွေဝတ်ဖို့စားဖို့လဲဖို့ဆိုရဝတ်စားတွေအမျိုးသမီးလာစဉ်သုံးပစ္စည်းတွေဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကအရန်လိုအပ်နေအဲ့ဒါတွေကိုငါတို့ရသမျှနောက်ထပ် fancy နဲ့ရသမျှထပ်ပြီးတော့လုပ်မယ်လို့ရည်ရွယ်ထားတယ်။ငါတို့ Rotary International ဘက်ကလည်း fancy ထက်ရမှာပဲ and then ခုခုနပြောနေတဲ့ဒီဒီဒီထိုင်းနဲ့နိုင်ငံတကာ organization တွေကြီးလည်းပတ်စံထက်ရမှာပဲငါတို့ရသမြကိုတပြားမကြံလိုအပ်တဲ့ပြည်သူတွေလက်ထဲရောက်ကိုရောက်အောင်ပို့ပေးဖို့ငါတို့စီစဉ်နေတယ်ငါတို့ဘလို့ရှိစီစဉ်နေဆိုရင်လိုအပ်သမျှခါတွေကိုငါတို့ club က member စီ club ကဘုတ်ကလူတွေကိုကဒီ transportation ဘာညာဆိုကိုကိုပစံနဲ့ကို site ထုတ်ပြီးတော့ကို ဟိုလုတ်ပေးတာတဘောကလှူတဲ့လူတွေပတ်စံနေရဒီ transportation ထဲမှာပျောက်မသွားစေချင်ဘူးတချို့တပိုင်းအောင်ငါတို့ကိုယ်တိုင်လည်းအလှူငွေထည့်ထားသလို transportation ဘာညာလုပ်ရင်းနဲ့ငါတို့ကိုယ်တိုင်စီစဉ်ပြီးတော့ကိုယ့်ပတ်စံနဲ့ကိုကိုယ့်အိတ်ထဲထုတ်စီစဉ်ပြီးတော့အဲ့ပတ်စံတွေအကုန်ရအောင်စီစဉ်နေတယ်။အဲ့ငါတို့အားလုံးကစီပွားရေးလုပ်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဝမ်းစာတို့လည်းအလုပ်လုပ်နေရသေးပေမဲ့ငါတို့အခုဒီရက်ပိုင်းနေမှာအလုပ်တွေနဲ့ပတ်သက်ရင်အားလုံး announce လုပ်ထားတယ်အလုပ်တွေနဲ့ပတ်သက်ပြီး delay ဖြစ်တာတွေခွင့်လွှတ်ဖို့ပြီးတော့ငါတို့ဒီပေါ်မှာ focus လုပ်နေတယ်ဒါကတော့ Rotary International ောက်ကနေငါ Rotary Club ဘောရွှေဘန်ကောက်ကလုပ်နေအပိုင်းပေါ့ကိုယ်တိုင်လည်း individually ထပ်နိုင်သမျှဟိုနေမြေမှာရှိနေလူတွေနဲ့ငွေတွေထပ်ထည့်ပြီးလုပ်တာကြီးလဲငါတို့အဖွဲ့ထဲမှာရှိတဲ့လူတိုင်းကလည်းတယောက်ချင်းစီလုပ်နေရရှိတယ်ဒါကတော့ချက်ချင်းလူနဲ့ကယ်ဆယ်ရေးပေါ့နော်ပြန်လည်နေရာခြားထားရေးပြန်လည်ထူထောင်ရေးလုပ်တဲ့အပိုင်းကတော့အရင်ကြာမှာနှစ်တည်းနဲ့ချီပြီးလုပ်ရမယ့်အပိုင်းလေးဆိုတော့အဲ့ဒီအတွက်ကတော့နိုင်ငံတကာအထောက်ပံ့ငွေတွေအများကြီးထပ်ရအောင်စူးစမ်းပြီးတော့အဲ့ဒီဟာတွေနဲ့ပဲဖြစ်သမျှ လုပ်ဖို့လုပ်နေပါဘောเนาะဥဆိုရင်ဥမှာခုနဆိုရင်ဟို international ဟို telecommunication organization ကငါ့ partner ငါတငယ်ချင်းကသူဖုန်းဆက်လာတယ်သူဒီ ADB ခေါ်တာဘောเนาะ Asia Development Bank ရဲ့ fancy သူတို့ရအောင်ယူနေတယ်ပြီးရင်မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ power source တွေကို solar solution ပေးတဲ့ဟာမျိုးငါတို့ ဖွဲ့ရစီစဉ်ပေးနိုင်မလားသူတို့ဘက်က fancy ထုတ်ပေးမယ်ဆိုတာမျိုးပေါ့နော်ဒါမျိုးတွေဆိုလဲခု in talk ပေါ့ကွာသူတို့ပြောနေတာတွေအများကြီးပဲဟိုဒါမဲ့ organization အကြီးကြီးစီကပတ်စံရဖို့ဆိုတာကြချက်ချင်းမဖြစ်နိုင်ဘူးလေသူတို့က proposal တင်ရတယ်သူတို့ကပြန်ပြီးတော့လေ့လာပြီးမှ approve လုပ်မှငွေ location ရလာမှာငါတို့စီရောက်မယ်ဆိုတော့ကြာအချိန်တော့ယူအောင်ပါဘောเนาะဒါပေမဲ့အဲစိတ်ငါတို့စိတ်ထည့်ထားတယ်စူးစမ်းနေတယ်ရသမျှလုတ်ပေးနေငါတို့ မိသားစုဝင်တွေဖြစ်တယ်လို့မျိုးငါတို့စိတ်ထဲမှာကြည်ကွဲမှုတွေဖြစ်တယ်။ဒီအတွက်ငါတို့ရသမျှစူးစမ်းနေမှာနော်။ဒီဥစ္စာပထမပိုင်း part 1ပါဒုတိယပိုင်း part 2မှာကိုကျော်ထလင်းသူဘန်ကောက်ကအခုရှိနေတဲ့ company ရဲ့အကြောင်းသူနည်းနည်းရှင်းပြပါတယ်အဲ့ဒီ part 2ကဒီဒီ channel မှာပဲပြန်လာပြီးကြည့်လို့ရပါတယ်